เนาะไอ้หนูงวยลักษณะยาชิเมดูอ่ะอารมณ์ประมาณ14ตันกวยรอบရှိတယ်လက်နဲ့ไก่လက်စင်จောက်ต้ายบีပျက်စီးခဲရသည်ဟုခိုင်ခိုင်မှန်မှယုံကြည်ထားတဲ့แอนตี้ปูอองโจวินရဲ့ဇနီးဒေါ်တတ်ခိုင်မှပြောဆိုခဲ့ခြင်းအလုံးမဲမိကလာပါ MZ ပါမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလာဟုတ်ကဲ့ပျော်ရွှင်ကြည်နူး ာစတက်မတော်ကစတက်ကြယ်ဆိုတာမရှိဘူးတက်မတော်ကအတိုက်ခံရတာပဲရှိတာတတ်တ်ခါဆိုတဲ့စကားကိုချင်းချင်းမသိမြက်ပဲလက်နက်ကင်လမ်းစဉ်ကြောင့်တိုင်းပြည်ပျက်စီးခဲ့ရသည်ဟုခံခံမှန်မှယုံကြည်ထားတဲ့အန်တီကိုအောင်ကျော်ဝင်းရဲ့ဇနီးဒေါ်တတ်တ်ခိုင်မှပြောဆိုခဲ့ခြင်းအန်တီကိုအောင်ကျော်ဝင်းရဲ့ဇနီးဒေါ်တတ်တ်ခိုင်ဟုတ်တော့ဟုတ်နေရတော့ဒီပါလေဇွန်လ25ရက်နေ့မှဇွန်လ28ရက်နေ့ထိကျင်းပပြုလုပ်ခဲ့တယ် ဒကာပိတ်ငင်းချင်ရေးဖိုရန်ဆွေးနွေးပွဲမှာတိုင်းပြည်ရဲ့ပညာရှင်ကြီးများဖြစ်တဲ့လွေကလေးကိုလွဲလက်တချောင်းကိုနှိုက်ကအထာကြကြဝင်ရောက်လာခဲ့တဲ့မုတ်ဆိုးမစပါကင်းနဲ့ကိုအောင်မင်းရဲ့အနာတတ်မကြီးတဲ့အပြားနှစ်ချက်စီပိုင်ဆိုင်ထားတဲ့အမေတတ်တတ်ခိုင်တို့လိုပညာရှင်တွေကအဲ့ရောက်ဆွေးနွေးခဲ့ပါတယ်အမေတတ်တတ်ခိုင်မှာထူးခြားတဲ့ပွဲလေးပဲရှင်တက်မတော်က တရားဥပဒေနဲ့အညီအတင်းအဓမ္မအုပ်ချုပ်ပြီးငါးနှစ်ကျော်အကြာမှအာလုံးလွတ်လပ်စွာစွန့်နေကြီးကုန်ခွင့်ရှိခဲ့တဲ့စွန့်နေပွဲဒါကလေတက်မတော်ကအမြင်မကြည့်သူတက်မတော်ကိုမလိုလားသူတိုက်ခိုက်သူအာလုံးကိုဒီမိုကရေစီလမ်းစဉ်နဲ့အညီဥပဒေနဲ့အညီပါဝင်ခွင့်မပေးဘဲရှင်းပနိုင်နေတာကိုရှင်းဒီစွန့်နေပွဲမှာတိုင်းပြည်ဟာတိုင်းတစ်ပါးပေါ်အမိခိုကင်းကင်းရပ်တည်ရမယ်ဆိုတဲ့အဓိကကြားတဲ့ဆုံးဖြတ်ချက်ရင်ပြီးတော့ အကြံပြုချက်ရေပေါင်း150ကျော်ကိုလေအငင်းခုမရှိကန့်ကွက်မဲ့သူမရှိဆွေးနွေးနိုင်ကြတယ်ရှင်ဒီဆွေးနွေးချက်တွေအတည်ပြုဖို့အတွက်တက်ချုပ်ကြီးရဲ့အတည်ပြုချက်ကိုစောင့်နေတာပါဟုတ်ပြီဘယ်လိုပဲဖြစ်ဖြစ်ငါးနှစ်ကျော်ကြာပျောက်ရှာသွားတဲ့ဒီမိုကရေစီကိုပျောက်ရှာသွားအောင်လုပ်ခဲ့တဲ့တပ်မတော်ရဲ့အကူအညီနဲ့ပြည်လဲအောက်ထဲပေါ်နေတာကိုမျက်ဝါးထိထင်တွေ့မြင်ရတဲ့အတွက် ကျွန်တော်အလွန်အောက်ခဲ့ရပါတယ်တကယ်စိတ်ဖြစ်ဖို့ကောင်းတဲ့လူတွေနော်တကယ်စိတ်ဖြစ်ဖို့ကောင်းတဲ့သူတွေပြောတဲ့ငြိမ်းချမ်းရေးထားပါတော့ဗျာငြိမ်းချမ်းရေးဆိုတာမငြိမ်းချမ်းတဲ့လူတွေနဲ့စုဖွဲ့ပြီးတော့ ဆွေးနွေးရမှာမဟုတ်ဘူးလားခမားတို့ကခမားတို့အောက်ကနေဟိုဒါခေါင်းကြီးဆိုဒါခေါင်းကြီးဒါပြောဆိုဒါပြောအဲ့လိုလူတွေခေါ်ပြီးငိမ့်ချမ်းရေးဆွေးနွေးမှာတော့ငိမ့်ချမ်းနိုင်အောင်ပါမလားကျွန်တော်နိုင်ငံဟုတ်ဒီလိုလူတွေတိုင်းပြည်မှာနေရာရနေတာကျွန်တော်တို့အတွက်တော်တော်ကြီးကိုစိတ်မချမ်းပြည့်ဖွယ်ရနိုင်ငံအတွက်တော့ကရောက်เสียရမတွေးရဲเสียရပဲကျွန်တော်မိသားစုတိုင်းမှာအခုတို့ရဲ့ပြည်သူတွေကိုတယောက်ကိုဘန်းငွေတစ်တောင်းเนาะဘန်းငွေတစ်တောင်းဆိုရင်60ဈေးနဲ့တွက်ရင်တော့မှာ ကျွန်တော်တို့မြန်မာငွေ100သိန်းကျွဲတော့ချိတယ်။အင်းအဲ့တော့တီတူတူအိုးဘတ်ငွေ1000ကိုသူတို့နိုင်ငံအစိုးရကစတင်ထုတ်ပေးပါတယ်။နော်အဲ့ဒီလိုငွေလက်ခံရရှိမဲ့လူကအလုံးပေါင်း14တန်းကျွဲတော့ရှိတယ်။အဲစင်းရဲနွမ်ဘာအဖြစ်မှတ်ပုံတင်ထားတဲ့လူကြီးရစနစ်တရမ4တန်းရှိတယ်။ပြီးလို့ရှိရင်မတန်ဆွမ်းဥယျာဉ်2တန်းရှိတယ်။သူများနိုင်ငံနော်အလုံးကိုသူတို့နိုင်ငံတော့ဘတ်ဂျက်ကိုတုံးဆွဲပြီးတော့ ထောက်ပံ့သွားမှာเนาะအခုဒီကနေ့ဆိုဝင်ကြီးချုပ်ကိုယ်တိုင်ပတ်စံရရှိတဲ့တို့ရဲ့တည်သူတွေကိုဗီဒီယိုကောခေါ်ပြီးတော့အဲဘလို့လဲဘယ်ချိန်ရလဲပေါ့เนาะအစီအပြေလာစတဲ့ဖြင့်တည်သူတွေကိုအားပေးစကားပြောတဲ့တို့အစိုးရကိုဘာများပြောချင်သေးလဲเนาะကြည့်ရတာလေကြားတာတကယ်ကြည်လူအားရစေတာဒါထိုင်းနိုင်ငံဆိုတာဒီမိုကရေစီကို100%အပြည့်အဝရတဲ့တိုင်းပြည်မဟုတ်ဘူးအဲ့တော့အပြည့်အဝမရတဲ့တိုင်းမပြည့် မပြစ်မိသေးတဲ့တိုင်းပြည်မှာတောင်မှဒီမိုကရေစီရဲ့အနှစ်သာရပြည်သူတွေဘလောက်ထိလွတ်လပ်စွာเนาะဘဝတွေဖိနှိပ်မှုကနေလွတ်ကင်းလဲဆိုတာကြည်ရုံးနဲ့အားချက်เนาะနဲခြံစည်းရုံးတွေပဲချားနေတယ်တစ်ဖက်မှာကြတော့မဲမတမာမှုဆိုပြီးအကြောင်းပြပြီးအာနာတိန်နေတတိုင်းပြည်လုံးရှိတဲ့လူကြီးတန်း90မှာတန်း40လောက်ကအကောင်လုံးထွက်ပြီးဆန္ဒပြတယ်ပြစ်တတ်ပြစ်တယ်ပြစ်တတ်တော့လက်နက်ကင်ပြီးတော့ တော်လှန်ကြတယ်ပြည်သူကအခုလက်နက်ကင်ပြီးတော်လှန်တာလားပြည်သူတွေသိမ်းဆဲရတဲ့ဒေတာတွေဖြစ်လာတယ်ပြည်သူကကွယ်တက်နေတဲ့တိုင်းသားလက်နက်ကင်တွေကနေပြည်တော်စိုးမိုးလာနိုင်တယ်အဲ့တော့အဲ့ဒီနေပြည်တော်ကိုဘာလုပ်ဖို့ပြောလဲဆိုတော့အဲ့ဒီနေပြည်တော်မှာရှိတဲ့လူတွေလေးတန်းကြိုင်းအောင်ကြောက်လန့်တဲ့အထိဖြစ်သွားအောင်ဘုံကျဲတက်ပြဖို့မင်းအောင်နိုင်ရအမိတ်ပေးတယ်ရှုံးပါလေခေါင်းကြီးနော်ဆန်စီယိုပဲရှားတယ်နော်ဟိုဘက်နိုင်ငံနဲ့ဒီဘက်နိုင်ငံဖြစ်နေတာဟမ်စဉ်းစားကြည့်စမ်း ဲ့တော့ကျွန်တော်တို့တွေတော်နိုင်ရင်လုပ်တယ်ဆိုတာအဲ့ဒီစိတ်တစ်ခုနဲ့ပဲကျွန်တော်တို့လုပ်တာစဉ်းစားကြည့်ကြကိုဗစ်မှာမမိကြရင်တော့ထိုင်းမှာနေတဲ့လူတိုင်းသိတယ်နော်ကိုဗစ်မှာကျွန်တော်တို့ဆိုရင်အဲဆိုင်ရောင်းနေသေးတယ်နော်ခွန်လက်ခုတယောက်တဝက်တယောက်တဝက်ဆိုတာကျွန်တော်တို့အစိုးရတဝက်ခံပေးတယ်သူတို့တတ်မှတ်ထားတဲ့တက်ကစ်ပေးထားတယ်လူတယောက်ကိုမုတ်ဘလောက်ဝယ်စားလို့ရမယ်ဈေးဘလောက်ဝယ်လို့ရမယ်ပေါ့အဲ့ဒီဝယ်ဆိုင်အခုတဘောမုတ်တရာဘိုးဝယ်မယ်ဟဲ့ဆိုရင်ကျွန်တော်တို့ ဝယ်တဲ့ပြည်သူက90ပဲပေးရတယ်อืมအစိုးရ90ကြခံပေးတယ်ကိုဗစ်ကာလမှာဒါပေမဲ့လို့ကိုဗစ်ကာလမှာအာဆီယံမှာမြန်မာဟာကိုဗစ်ကာဝယ်စီအရင်ဆုံးရခဲ့မင်းအောင်နိုင်လုတ်ခဲ့တာတော့မဟုတ်ဘူးเนาะစစ်ကောင်းဆောင်စိုးဝင်းလို့လုတ်ခဲ့တာတော့မဟုတ်ဘူးဇော်မဲလုံးလိန်ပြီးတောင်းခဲ့တာတော့မဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်တောင်းခဲ့လို့ကိုဗစ်ကိုဦးပဲပြအကောင်းဆုံးစေးမြန်မာပြည်သားတွေထိုးခွင့်ရခဲ့အဲ့ဒီအချိန်မှာထိုင်းလေစိတ်ဝင်လာခဲ့မြန်မာပြည်သားမှတ်ပုံတင်ပတ်စဖို့ မနိုင်ရဘူးเนาะတော်စကြီးထိုင်းလာတယ်အဲ့ဒါကအဲ့ဒါလို့နေရမယ်ဆိုတော့သုံးမစကားအောက်မှာတချို့တိတောင်ဝေဖန်ခံထိရတယ်ဒါပေမဲ့အဲ့ဒီအချိန်ကမြန်မာနိုင်ငံသားကိုဘသူနှိမ်တာခံခဲ့ရတယ်โอเคကိုစီကျေးဇူးတင်ပါတယ်ကျွန်တော်ဘွားတွေဘလောက်တောင်မှเนาะဒီခွေးထောင်စားတွေအောက်မှာခံနေရအောင်ပါလေ ဲ့တော့ကျွန်တော်ပြည်သူတွေညီကြပါကျွန်တော်ပြည်သူတွေစည်းလုံးကြပါကျွန်တော်တိုင်းရင်းသားညီကိုမောင်နှမတွေစည်းစည်းလုံးလုံးနဲ့ဒီခွေးယူအာနာယူစနစ်ကိုမရရအောင်ကျွန်တော်တို့တွေတွဲလဲညီညီတွန်းလှန်ရင်းနဲ့အရှိတ်တို့ွားကြမယ်မပြတ်ပြတ်အောင်ဖြုတ်ချကြမယ်ဗျာ